အကူကဘတ်ဆုံတော်တယ်နော်ဆိုတော့အကူကအကရဲဆိုလဲသူကလိုက်တာပဲပိုပြီးနုလာပေါ့အမြဲတမ်းနုနေရပါဘူးသူကပျော်အောင်ထားတာဒီပဲခက်ခဲရှိရှိဟိုကကောင်းတဲ့ဘက်ကနေပြီးပြလိုက်တယ်ဆိုတော့တက်ပြီးတော့ဒီစိတ်ရှုပ်ကြီးရတက်ပြီးရှိတယ်ဒီကတော့ဒါဘူရဲ့စနေပြေခံ ြစ်ပါတယ်ဆိုတော့ကိုကလည်းယင်းနေကဒါဘူးနဲ့ကြောင်ကြိုင်လေးရိုက်ဖူးတယ်ဆိုတော့ဒီနေ့မှလည်းဒါဘူးကအခုစနေပြည့်ရဲ့အခါဆိုတော့ကွန်ပျူတာနဲ့ပဲတက်ရောက်ဖြစ်တာဖြစ်ပါတယ်ဒါဘူးကတော့ form man ပေါ့နော်အရင်တော့ကတော့ကျွန်တော်တို့ဒီတွန်းလာရဲ့ဒီကျွန်တော်က wifi တောင်းတယ်ဒါပေမဲ့ skin care ကတည့်ရတဲ့အချိန်မှာကျွန်တော်တစ်စီမိစင်လို့ရတော့ခါကြစိတ်ပြီးတော့စိတ်မရှိတော့မတော့ဖြစ်ဘူးဒါပေမဲ့အခုကတော့ all in one ဆိုပြီးတော့တစ်ခါလဲပေါင်းထုတ်လိုက်တော့ ယောက်ျားလေးပဲပြုပြီးစီးပြောင်းရပါတော့နော်အဲ့ဒါတော့စောက်သွင်းဖြစ်မယ်ဒါဘူက product တွေကအများကြီးပဲ series တွေလည်းအများကြီးပဲ category တွေလည်းအများကြီးပဲအဲအဲ့ထဲမှာတော့ကိုအမြင်မမတ်ရဖြစ်တာအဲ့ gel ပေါ့နော် gel ဒီကိုကိုယ်တိုင်ရဲ့အဲ့ gel တွေကိုကြော်ညာရိုက်ပြီးဘူးလေအဲတကယ်တမ်းအသားပေါ်မှာတင်လိုက်ရင်လည်းအေးသွားပြီးတော့အလို para gel sika gel စသဖြင့်ပေါ့နော်သူက သူ့ရဲ့ထူးခြားတဲ့သဘင်မှာလိမ့်လို့ရရလို့ပို့တစ်ခါပြောပြလဲဆိုအကုန်လုံးအတုံးဝင်နေဟာပေါ့နော်ဆိုတော့နေ့တိုင်းပို့ရှုတင်နေမှာပူလာရဲဆိုနေဘဲမှာရိုက်ပြီးနေဂျယ်လေးတင်လိုက်တာနဲ့အသားလေးကအေးသွားရဲပေါ့ဆိုတော့အဲ့ဒါတော့ပို့ဟိုအမြဲတမ်းလိမ့်ဖြစ်တယ်ပေါ့နော်ပို့ပြီးနုလာပေါ့အမြဲတမ်းနုနေရပါအဲပို့ပြရတော့ဘယ်လိုသိကပျော်အောင်လုပ်တာဒီပဲခက်ခဲရရှိရှိဟိုကအောင်းတဲ့ဘက်ကနေပြေးလိုက်တဲ့ဆိုတော့ တက်ပြီးတော့စိတ်ရှုပ်ထွေးစရာတက်ပြီးရှိတော့ဆိုတော့ဒီကတော့ဟိုစကားမျိုးရှိရင်စိတ်ပြူပူလို့ဆိုတာအဲ့ဒါကိုပြောတာသိကြတော့ပေါ့ကွာကျွန်တော်အဲ့ဒီဟိုကောမွာရှာတက်ကြည့်ပါဦးမှာတင်နေတာလေအများွားလို့ပြန်ပြီးအများွားလို့ရှော့ပြီးနေတာပေါ့ ဝန်ထမ်းဘွားလေးကိုအားကြနေတယ်ကျွန်တော်ကတကယ်လည်းဆိုရင် MD ဆိုပေမဲ့ဝန်ထမ်းဘွားကိုပြောပြရအောင်ဝန်ထမ်းဘွားလေးကသူကသူတို့အလုံးလုံးရတဲ့ဘဝမှာရသူတို့ကနေ့စဉ်ရုံတက်ရုံစင်းတဲ့ကိုပျော်နေကြတဲ့ပုံစံလေးကိုမြင်ရတယ်ပေါ့အဲ့ဒီနောက်မဖြစ်စေရပါဘူးဆိုတဲ့ဇာတ်ကလက်ရှိအပြစ်ကိုရှောင်လွှဲခြင်းလို့ပြောတဲ့ဇာတ်ပဲကိုဝန်ထမ်းလေးအားလုံးအဲ့ဒီဇာတ်ကိုအသုံးမပြုတဲ့သူမျိုးပဲဖြစ်စေခြင်းတယ်ငါပြောတာရှင်းတယ်နော်ဟုတ်ကဲ့အဲ့တော့နောက်ပိုင်းတော့သူပြော့လာမှာဖြည်းဖြည်းချင်းပြော့လာမှာပါ။ဟောကောင်းလာပါပါ။စူလင်းကအလုပ်ကြိုးစားတယ်လေ။ ဒါကြောင့်မလို့သူ့ကိုနေရာပေးတာငါမမပါဘူးဆုမင်းဆိုတဲ့တရားနေရဲနဲ့ခတ်တယ်တရားမင်းမလို့ဘုံနဲ့ချင်းကြီးစားထားလို့မရဘူးဆိုတာမင်းတို့သိပါလားနေရဲနဲ့ဆိုလို့ရငငယ်လေးကငဲတငယ်ချင်းနေပါလားငယ်ခုလိုချိန်ပြီးခံစားရတယ်သူ့ပြောလိုက်တာတော့ကြောင့်ကျွန်တော်ပြောလိုက်တော့ဈေးတိတ်တနေရအခုပြီးကြလောက်အပိုင်းအထိပေါ့နော်။တော့လျှောက်ကြည့်နေရောသူကအကြည်တက်ကလေးနဲ့ညာဘက်အပန်းဖြေရင်ကြည့်လို့ကောင်းမဲ့ CVC တခုပေါ့။အမှန်တရားဖြစ်ဆုံးကတော့အရန်ပူတဲ့အချိန်မှာရိုက်ရတာ ါတော့အမှတ်တရအဖြစ်ဆုံးပဲ။ဒါဒီ outdoor scene တွေဆိုရင်မျိုးလုံးဖွင့်နိုင်မှုတောင်အနေကြိုးစားရတယ်။ဒီအနေရအောင်မခံနိုင်မှုတွေ။ဆိုတော့အရန်ပူရဲချိန်မှာရိုက်ရတယ်။ဒါပေမဲ့ hotel ထဲမှာပဲနေရတယ်။ hotel ထဲမှာပဲရိုက်တယ်။အားလုံးတစုတစည်းတည်းအတူတူတနေရာထဲမှာနေပြီးရိုက်ကြတော့ညာဘက်ဆိုတင်တာတူတူစားဖြစ်ကြရဲဆိုတော့အကုန်လုံးဒါမိသားစုလိုပဲပေါ့နော်။နားယူရင်းရိုက်ရင်းနဲ့ ပြောခဲ့ရတဲ့အကားလေးတခုပါ။မတရားရှိနေတာကတော့ကျွန်တော် family လည်းပါတယ်ခင်ဗျာလေ။ဒါလေးကလည်းလမ်းလျှောက်ပြည်တတ်ခါစားနေရှိနေပါအဲ့မှာ။ဒီနေ့ကတော့ပြီးပြီးတော့အမှတ်တရဖြစ်စီတာကတော့ဟိုပါဘောကျွန်တော်တရားလို့တက်တက်ချင်တယ်ဆူဆူလေးနာမည်ကိုခေါ်တယ်ကျွန်တော်ဒါလေးထပ်ထိုက်ကြည့်ရလေးပေါ့ဒါလေးကတော့ မတရားပြိတ္တကြရဲ့မှာလည်းဖြစ်ခဲ့တယ်ဒါတွေကဘာလို့လဲမတရားဖြစ်နေတာအကူကဘတ်ဆုံးတော်ရယ်နော်ဆိုတော့အကူကအကရယ်ဆိုလဲသူကလိုက်တာပဲဆိုတော့ဟာတာအခုအကူနဲ့ကားရိုက်နေတာအဲ့လို drama ကို romance romance drama ဆိုတော့အဲ့ဒီ idea တွေကနေ ွဲပြီးတော့မြင်နေရနေပြီးတော့ gain ဝင်ကတူရဲ့ trailer ကြည့်ရတော့ဟာသား acting ချက်ချင်းဖြစ်သွားတာကိုခွဲွားမြင်ရရပေါ့နော်ဆိုတော့အကလည်းကနိုင်တယ်အကုန်လုံးနိုင်တာဆိုတော့အဲ့ဒါကိုမြင်ရတော့အပန်းပြေစီမဲ့ကားလေးပေါ့နော်အရင်တော့တယောက်တည်းဆိုရင်တော့သွားလာနေတဲ့အချိန်မှာတော့ဟိုစိတ်ကြိတ်ဘိုးဘွေရအခုတော့ဟိုဟိုကုန်လဲအိမ်ထောင်လည်းပြပါပြီဆိုတော့ကုန်လဲတော့နှစ်ယောက်တခါတွေ့တွေ့ပြီးသွားရတော့လေတယောက်တစ်မျိုးဖြစ်နေတယ်ဖြစ်မဖြစ်ဘူးဆိုတော့တွေ့တွေ့ပြီးတော့ skin air လည်းအဲ့လိုမျိုးပဲ အိမ်မှာ comment စေမလို့ဘူး။အမအမြင်နဲ့လိုက်ပြီးတော့ဟိုဘေးကနေ support အမြဲလုပ်တယ်ဒီဆိုတော့ဟို student ကမိုးလင်းမိုးချုပ်ကြလဲမငြင်းမညူအမနေစရာနေရာမရှိတဲ့အဆင်ပြေသလိုပဲအမထိုင်ပြီးတော့စောင့်နေပြီးရယ်ဆိုတော့ဒါကြည့်ပြီးတော့အကြရပေါ့ပြောစရာတွေပဲအနည်းငယ်လေးတွေ့နေရလို့လည်းဒီပြောရှင်စရာ what's the family life ဆိုတာဒီပြောစရာကောင်းတယ်ပြောစရာဆိုတော့လည်းကိုကြည့်နူးစရာကောင်း စနေပြပါပြီဆိုတော့နောက်ထပ်တစ်ထပ်မှာအများကြီးအောင်လို့အများကြီးညတင်ပါလေ။အဲဒီရဲ့ဒီပလာပါနေနဲ့ပတ်သက်ပြီးအများကြီးထိန်းသိမ်းနေတဲ့ပုံစံဖြစ်ပါလေ။ဆက်လုပ်ပါမယ်။ဟုတ်အာဒါမှ cosmetics ကပရိသတ်ဒီဂျိုင်းမှာလည်းနာမည်ရှိပြီးသားချိန်နဲ့တက်ပြီးသား brand ကိုစနေကနေစပြီးတော့နောက်ထပ်နှစ်ပေါင်းရာကျော်တိုင်းနောက်ထပ် product ပေါင်းများစွာနဲ့အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်။